ဒီပါပထမဒီဓမ္မဆရာကြောင့်ရှင်းပြမလို့သိကူးတယ်အဲတော့သူအမြန်လမ်းမိုင်းလမ်းမှတ်တုံတုံငါအဲ့ဒါအဲ့ဒီမိုင်းလမ်းမှတ်တုံတုံငါကနေမြာဘယ်ထဲမှာပါတော့ဆိုတာဒီလိုတရားဥနဲ့ရဲ့မှာပါတယ်အဲ့တော့တရားဥနဲ့မှာသူတို့တရားဥနဲ့ဘုရားကနှထိုးကြီးခရင်ပြင်စာပြင်စီရောပေါ့ ပြင်စီနဲ့ရွက်ကတရားဘူးနဲ့ဆက်ထားတယ်ခံရင်းစက်လမ်းဆိုတာရှိတယ်အဲ့တော့ပြောလို့ဆိုဒီအမြန်လမ်းမန္တလေးဖတ်သုံးသုံးလာတယ်ပြီးတော့အဲ့ဒီခရိုင်ခံရင်းစက်လမ်းအဲ့ဒီခံရင်းစက်လမ်းမှာပြောလို့ပြင်စီနဲ့ဒီတရားဘူးနဲ့ဆက်ထားတယ်လားကတ္တရာလမ်းပါပဲအဲ့ဒီခံရင်းစက်လမ်းနဲ့မြင့်ဒီအမြန်လမ်းနဲ့ဟာပြောလို့ ဝေးတယ်အဲ့ဒါဆိုတော့ပြီးတော့ဒီအမြန်လမ်းရဲ့အနောက်ဘက်တမိုင်လောက်ဝေးတဲ့နေရာမှာပြီးတော့ဒီဓမ္မသာလာကျောင်းဇီမတ်တော်လေးအဲ့မှာခုပြီးတော့ညီကလူလူမြေဖြစ်နေတဲ့အတွက်အဲ့ဒီညီတွေအကုန်လုံးကိုပြီးတော့ကိုသာသနာပြေဖြစ်ဖို့အခြားတွေသုံးဆွဲခွင့်ရဖို့အခုဓမ္မသာလာကျောင်းကြီးဆောက်ဖို့ဆိုပြီးတော့ဆရာတို့လည်းမကြီးရနေပြီးတော့ဘယ်မှာအတိတ်က တာဝန်ယူပြီးတော့သူလှူဒန်းလာတာအခုသိန်းပေါင်း6000ကျော်လောက်တုံးပြီးတော့ပါပြီအဲ့တော့မြေနဲ့အဲ့ဒီမှာအဆောက်ဦးလင်းလာ6000တော့ပြီးတော့ပါပြီအဲ့တော့လင်းလာ6000ကလူလို့စေတော့လာအခုဟိုတုံးလို့ရတဲ့အနေအထားဖြစ်တော့ပါပြီအဲ့တော့ဒီကျောင်းတော်ကြီးကဘာအတွက်ဒီလောက်တောင်ဒီမှတ်တာလဲဒီဧရိယာဘလောက်ကျယ်လဲဒီဧရိယာအခု850လောက်ကျပါတယ်မှတ်တာတော့ဧက1000 ်950ရအခုရပြီးတော့ပါအဲ့တော့950ရပြီးတော့ဒီပြည်ဒီဘာလို့ဖို့လဲဆိုဒီတကမာကြီးကဖြစ်ချင်တာမာနေကမှာရှိတဲ့တန်ခါးတွေအားလုံးဘာတွေလုပ်နေကြတယ်သူတို့လုပ်တဲ့အလုပ်တွေစုစုစည်းစည်းနဲ့စုပေါင်းပြီးတော့လုပ်စီရင်အဲ့ဒါနံပါတ်1ရွေးချက်ပဲဟုတ်ရဲ့တော့တနေ့ကလုံးမှာရှိတဲ့တန်ခါးတွေလုပ်တဲ့အလုပ်ပရိယတ်တွေပဲလုပ်လို့ပရိပတ်တွေပဲလုပ်လို့ သူ့စီဝိနဲ့စုပေါင်းပြီးတော့လုပ်တယ်လို့ဖြစ်စေချင်တာ။ဒါကြောင့်အဲ့ဒီနေရာမှာအခုဧကမေဧရိယာကျေကျေဝုန်းဝုန်းနဲ့သူ့စီဝိနဲ့အလုပ်တစ်ခုလုပ်တိုင်ဖို့ရည်ရွယ်ခဲ့တာပေါ့။ဒါဒါအချုပ်ပါပဲ။အဲ့တော့ဘုရားတို့ကကိုရှောက်ချင်တာကဘာလဲဆိုတော့ဘုရားတို့မှလည်းတာဝန်ရှိတယ်ဆိုတာကိုအတိဖြစ်စေချင်တယ်။ဘုရားတို့လည်းပဲမြတ်တန်ခါမြောဉာဏ်တော်ဖြစ်တဲ့အတွက်ကြောင့်မြတ်ရဲ့တာဝန်ရှိတယ်ဆိုပြီးတော့ခံယူစေချင်တယ်။အဲ့လိုပဲဒီဓမ္မဆရာက ဒီကြောင့်တော့ဒီဖြစ်မြောက်ရေးအတွက်လည်းအရှင်ဘုရားတို့ကလည်းတာဝန်ရှိတယ်လို့ပြောလို့လေစောင့်ထားကြတယ်ကြိုးပြီးတော့လေနော်အဲဒါကြောင့်ဒီဓမ္မဆန္ဒဟာဒီလိုတနိုင်ငံလုံးမှာရှိတဲ့မြမားတန်ခါရေမြမားရဟန်းတော်ကြီးရဲ့လုံဆောင်မှုပုံရိပ်ကို international ကိုချပြပေးရအတွက်ပေါ့အဲ့တော့စက်တာရရောလို့ဟိုကဏ္ဍရရောခွဲထားလို့ရှိပါဘူးဒါကိုပရိယတ်ဒီလုံမှာပြည်ပညာရေးလုံမှာနေပါလိမ့်မယ် အပိပတိအခုမြန်မာနိုင်ငံမှာဟိုလိုလိုပြောရတော့အိဒါမျိုးစုံပေါ့နော်ဒါတွေကပြောရတော့သိရင်သာပြောရင်သာသူဘာဖြစ်တယ်ညာဖြစ်တယ်တရားမျိုးတိုက်ကြခိုက်ကြပြောကြဆိုကြနောက်ဒါတွေကဘာဖြစ်လဲအများမှာဟိုကြားရတာမကောင်းကိုယ့်ရဲ့နိုင်ငံမှာလည်း image ကြားနော်အဲ့ဒါမျိုးမဖြစ်ဖို့ရတာစုစုစည်းစည်းနဲ့တစုတဝေးတဲ့နဲ့အိဒါမျိုးစုံရဲ့၄စနစ်မျိုးစုံဟိုဟိုလဲလဲပေါ်ပေါ်တင်တင်ရေးရေးလေးလေးနဲ့တနည်းအားဖြင့် တိွယ်တိတွေ့ွယ်ရအောင်ဖြစ်စဉ်တွေ့ဖို့ဒါလည်းတော့ရည်ရတာပါတို့တော့အေးတာမျိုးစုံတဏှာနဲ့တွေ့ဖို့ရအတွက်ဒီနေရာကိုဖန်တီးပေးတာအဲ့လိုပဲတခါကိုပြည့်ရတိပညာရေးဒါအဲ့လိုပဲတခါကိုဘာကပညာရေးအဲ့ဒါကိုအတ္တဘူးပညာရေးသတိရပြန်ပညာရေးမျိုးစုံပါလေတဏှာနဲ့မှာဟောပေါ်ဒီမနက်ကရဲ့ပုံရိပ်တစ်ခုလုံးမြင်လာတယ်မှာရှိအောင်ပြမရအတွက်ဒီနေရာကြီးကိုအဲ့လိုထည့်အောင်ညွှန်မှတ်ထားတာဖြစ်ပါတယ်အဲ့တော့ဘုရားရှင်များအားလုံးလည်းပဲ ပရိယတိပညာရေးသိဝင်သားတဲ့ပုဂ္ဂိုလ်များကပရိယတိပညာရေးကိုဘာမှမပြောထမ်းလို့ရဘာကပညာရေးသိဝင်သားတဲ့ပုဂ္ဂိုလ်များဘာကနေရာမှာဝင်ထမ်းလို့ရပရိဒတ်ပညာရေးပရိဒတ်ကိုဘယ်လိုလုပ်လို့ရအောင်ကိုကျွမ်းကျင်နဲ့ကိုပိုင်နိုင်နဲ့ကိုရဲ့ subject ကိုကိုကဒီနေရာမှာအများနဲ့စုပေါင်းပြီးတော့လုပ်နိုင်ဖို့ပဲဒီလိုလိုကရည်ရွယ်ပါတယ်ဆိုတာကဒီလိုဆက်ဆက်လုပ်မှာရှောက်ခဲ့တဲ့အတိုင်းပဲ cooperation နဲ့ collaboration ကိုပေါင်းဆောင်ရွက်လို့ရတယ် လုံမအတွေ့အကြုံများများရရှိချင်တာပါပဲအဲ့တော့ဒီဓမ္မဆရာဆိုတာဘာလဲဆိုအားလုံးကိုချုပ်ပြီးတော့ပြောရတော့ဒီလိုမြန်မာနိုင်ငံမြန်မာသာသနာမြန်မာရဟန်းတော်မြန်မာသံဃာများရဲ့ပုံရိပ်ကိုကဘာကိုချက်ပြကိုရည်ရွယ်ချက်ပါပဲအဲ့တော့ကဘာကိုချက်ပြလို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက်အခုအရှင်ပြများကိုပြောလို့ကတင်နှံပေးတယ်တင်နှံပေးတယ်တင်နှံပေးတာမဟုတ်ပါဘူးရှင်ပြကိုအားလုံးကိုပြောလို့ကတော့ ရီဖရက်ရှ်မန့်လို့ခေါ်တယ်ဘုရားပြန်ပြီးတော့ငွမ်းမှန်တဲ့သဘောအချင်းချင်းတွေ့ရောဟိုဥပောင်းလို့ရအောင်အချင်းချင်းဆက်သွယ်လို့ရအောင်အချင်းချင်းဥပောင်းပြီးတော့ဆောင်ရွက်လို့ရအောင်စူးစီးတဲ့သဘောပါပဲအဲဒါကြောင့်ရှင်သာတို့အားလုံးကလည်းညီကိုစိတ်ဓာတ်မိသားစုစိတ်ဓာတ်ဒီဓမ္မဆောင်ကခေါင်းစဉ်ရင်အောက်ပါနေပြီးတော့ဒီလိုတဲ့တာလည်းနဲ့အရာမဲ့ဖြစ်အောင်ကျွန်တော်ဆောင်ရွက်စေချင်ပါတယ်အဲဒါဓမ္မဆောင်နဲ့ပတ်သက်ပြီးတော့ရှင်မြတ်ကတော့ဒီနေ့ညဒီလောက်ပဲပြီးတော့ message ပေးထားပါမယ် ရှင်ရတို့သိကျင်တဲ့အကြောင်းအရာကိုဒီညမှာစဉ်းစားတာအဲ့ဒါပြန်ကျွန်တော်ပြောပြန်ပြတဲ့အခါဘယ်လိုလုပ်သင့်တယ်ဘယ်လိုလုပ်ကြလဲဘယ်လိုဆက်ပြီးတော့ကြိုးစားကြမယ်ဆိုတာကိုလက်ခံကြအောင်ပြောလို့ဝတ်ပြီးတော့အရှိထုတ်ရင်ပိုကောင်းမှာတင်တယ်နော်ရှင်ပြန်ပါဟုတ်စေပြလိုက်တယ်နော်ပြန်ပါပါနော်